လီဗာပူးအသင်းဟာညာနောက်ခံလူဂျယ်ရမီဖရင်ပောင်ကိုခေါ်ယူရရှိခဲ့ပြီးဖြစ်တယ်လို့အခုအချိန်မှာဘယ်နောက်ခံကစားသမားဖြစ်တဲ့မီလိုရှ်ကာကက်စ်ကိုလိုက်နေတာတော်တော်လေးခီးရောက်နေပြီလို့သိရပါတယ်လီဗာပူးအသင်းရဲ့အောင်မြင်မှုမှတ်တိုင်တွေမှာအရေးပါတဲ့ဖူဘက်တစုံဖြစ်တဲ့အလက်ဇန္ဒားအာနိုထွက်ခွာတဲ့အန်ဒရူးရောဘတ်ဆန်ခြေစွမ်းကျဆင်းလာတဲ့အခြေအနေမှာလီဗာပူးဟာခစ်သစ်ကိုသွားဖို့အတွက်ဖူဘက်တစုံလုံးအပြောင်းအလဲပြုလုပ်တော့မှာကိုကျွန်တော်တို့မြင်တွေ့နေရတယ်အဲ့တော့ဒီလိုမျိုးအပြောင်းအလဲလုပ်မယ်လီဗာပူးသင်းရဲ့ objective ပြီးတော့ ဘလို့အပြောင်းလဲတွေကိုခုနကစားသမားတွေကယူဆောင်လာပေးနိုင်တယ်လဲဘလို့ကစားသမားတွေဖြစ်တယ်လဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အလုံးမင်္ဂလာပါစီတူအိုပီနီယိုကနေကြိုဆိုလိုက်ပါတယ်လီဗာပူးအသင်းရဲ့ full back တဆုံလုံးပြောင်းလဲခြင်း evolution revolution ကျွန်တော်တို့စတင်မြင်တွေ့ရဖို့ရှိနေပြီ Jeremy Frimpong ရောက်ရှိလာခဲ့ပြီ Jeremy Frimpong အကြောင်းကတော့ကျွန်တော်ဒီပြီးခဲ့တဲ့ပြီးခဲ့တဲ့အပတ်တွေတုန်းက တည်သက်ဗီဒီယိုတစ်ပုဒ်အနေနဲ့တင်ဆက်ပေးထားတာရှိတယ်။လာမယ့်ရက်ပိုင်းမှာလည်း Soccer House ကနေ frame bound အကြောင်းတစ်ပုဒ်တစ်ပုဒ်ရှိပါတယ်။အဲ့တော့ Jeremy frame bound အကြောင်းကတော့ပြောပြီးတဲ့ဖြစ်တဲ့အတွက်အချင်းချုပ်ပဲပြောသွားမယ်။ပြီးတော့ဒီ Milos Gagas အကြောင်းကိုတော့အဓိကဒီသူတို့ပြောင်းလဲမဲ့ idea အကြောင်းကိုအဓိကပြောသွားဖို့ရှိတယ်ဗောနော။အဲ့တော့ Liverpool အသင်းဘယ်လိုမျိုးလုပ်ဖို့ကြံရွယ်နေကြလဲ။အဲ့တော့ Liverpool အသင်းဟာ attacking fullbacks တွေနဲ့ပတ်သက်ပြီးတော့အင်မတန်ထင်ရှားတယ်သူတို့ရဲ့ Arno Andrew Robertson ရဲ့ flying fullback တဆုံဗောနော။သူတို့ Champion League ရရှိခဲ့တဲ့ယာတီမှာ ဒီ UEFA technical report ရဲ့အရေးအပါအစော compose နဲ့အဖြစ်ဒီသူတို့ flying football တွေအကြောင်းကိုထည့်သွင်းဖော်ပြခဲ့တယ်ပေါ့နော်အဲ့တော့အခုနောက်ပိုင်းမှာတော့ flying football ဒီ whole အရှိအထိကို hide and wide ပုံစံကစားတာမျိုး မဟုတ်တီးတိုင်အောင်ဒီကွင်းလေတဲ့ပေါင်းကစားတဲ့ပုံစံမျိုးစုံပေါင်းဆက်ကစားလာတယ်အဲ့တော့အခုခေါ်ယူလိုက်တဲ့ကစားသမား2ယောက်ပေါ့နော်ဒါတစ်ယောက်ကတော့ရောက်ရှိခဲ့ပြီတစ်ယောက်ကတော့နီးစပ်နေပြီအဲ့တော့ frame bound ကတော့ရောက်ရှိပြီအပိသက်ရရှိခဲ့ပြီအဲ့တော့ frame bound ဟာလုံးဝ wide area ကိုမျက်နှုံးမြင်းမြင်းနဲ့ ရောက်ရှိတဲ့ကစားသမားမျိုးဖြစ်တယ်အဲ့တော့ frimbon ရဲ့ဒီပြောမှဆိုရင်တိုက်စစ်ကိုပံ့ပိုးနိုင်ဆိုတိုက်ရိုက် threat ဖြစ်တယ်ပေါ့နော်အာနိုတို့ကကြတော့ဘောလုံးကိုပေးပို့သူဖြစ်ပြီးတော့ frimbon ကကြတော့အေးပေးပို့တဲ့ဘောလုံးကိုလက်ခံရရှိပြီးတော့ end product တွေကိုသွားတဲ့ကစားသမား end product တွေနဲ့ပိုနီးတဲ့ကစားသမားဖြစ်တယ်ဂိုးတွေအများကြီးတွင်းမယ်ဖန်တီးမှုတွေအများကြီးလုပ်မယ်ဆိုတဲ့ type အဲ့တော့ဒီကစားသမားရရှိလာပြီးတစ်ချိန်တည်းမှာဒီအခုဘောလုံးကပါမှာခက်စားခဲ့တာက ီ3-5ပုံစံ3-5ပုံစံကိုမှဒီ full back တွေအနေနဲ့တစ်ဖက်ကတိုက်စစ်ကိုအလွန်အကျော်လိုက်တယ်ဆိုရင်အခြားသောအဖက်တစ်ဖက်ကခန်းစစ်ကိုကူညီရဲ့ center back ဆန်တဲ့ကစားသမားတွေများခဲ့တယ်ပေါ့နော်အဲ့တော့ဒီလိုပုံစံကိုကျွန်တော်တို့အနေနဲ့ Arsenal အသင်း Manchester City အသင်းပြီးတော့ Barcelona အသင်းအစရှိတဲ့အသင်းကြီးတွေကအစ Brighton တို့လိုအသင်းလက်တွေအလဲဒီပြောမှဆိုရင်ဒီလို ball position base idea တွေတုံးတဲ့အသင်းတွေမှာပေါ့ပေါ့တိတိတွေ့မြင်ရတယ်ပေါ့နော်အဲ့တော့ ာစီလိုနာအတင်းဆိုရင်ဒါညာနောက်ခက်နေမှာခွန်ဒေးကိုသုံးတယ်ပင်နောက်ခက်နေမှာလောအလန်ဒရိုဘယ်ဒီဘယ်ဒီကတိုက်စစ်ကို high and white လောကတိုက်စစ်ကိုစီမျောပြီးလိုက်ပါတယ်ခွန်ဒေးကကြတော့ခန်းစစ်မှာကြံခဲ့တယ်ကွင်းလင်နဲ့ပေါင်းဆက်ကစားတယ်ကွင်းလင်နဲ့မှာဝင်တယ်အစားရှိသဖြင့် center back စံစံအလုပ်လုပ်တယ်ပေါ့နော် high and white ကမလိုက်တာတော့မဟုတ်ဘူးအခြေအနေပေါ်မူတည်ပြီးတော့သူလိုက်လေရှိတယ်ဒါပေမဲ့သူ့ရဲ့အဓိကတောင်ငါခန်းစစ်နဲ့ကစားကွက်တည်ဆောက်မှုကိုပုံမူချစ်လက်အောင်ပါဝင်ခြင်းဖြစ်တယ်ထို့အတူပဲအာဆင်နယ်အသင်းဆိုနာဒါစင်ချန်ကိုဒါကာလာဖီယိုရီပြီးတော့ယူရီယန်တင်ဘာ အစရှိတဲ့ကစားသမားပုံစံမျိုးစုံနဲ့အဲခုနဆက်တပ်ကိုတိုက်တစ်ဖက်ကတိုက်စစ်အရန်လိုက်တဲ့အခြေအနေမှာတစ်ဖက်ကခန်းစစ်ကိုပို့ပြီးတော့ကစားခဲ့တဲ့ bait app နဲ့ကျွန်တော်တို့အများကြီးမြင်ရတယ် Manchester City ဆိုရင်လည်းထို့အတူပဲ Walker တို့နောက်မှကျန်ခဲ့တဲ့အချိန်မှာကမ္ဘာဒီယောတို့ကအရှိကိုအများကြီးကူညီတဲ့ပုံစံကိုအသုံးပြုခဲ့တယ်ပေါ့နော်အဲ့တော့ဒါဒီဘက်ကရဲ့ setup လို့ဖြစ်နေတယ်ဒါပေမဲ့အခု Liverpool ရဲ့ပုံစံကိုကြည့်မယ်ဆိုရင် Melo Scarcesa Jeremy Frimpong ထက်မများရင်တာနေမယ်မလျော့တဲ့တိုက်စစ်လိုက်ပါဘူးပိုင်ဆိုင်ထားတယ်တကယ်ကို overlapping fullback ဖြစ်ပြီးတော့ဘယ်တောင်မှကြောတလျှောက်ကနေဒါလှင်မြန်တဲ့ range ကြီး explosive ဖြစ်တဲ့ဖိုးဖောက်မှုတွေနဲ့အတူဘုံပေါက်အသင်းရဲ့တိုက်စစ်ကိုကြီးကြီးမားမားပန့်ပိုးပေးတဲ့စာသမားဖြစ်တဲ့ assist တွေအများကြီးလုပ်တယ် cross တွေအများကြီးထွက်တယ်တိုက်စစ်ကိုဘာတိုက်စစ်ဆိုတဲ့ပုံစံမျိုးအဲ့တော့ဒါသူ့ရဲ့ဒါ initial ပုံစံပေါ့အဲ့တော့ပရိသတ်တွေအနေနဲ့ဘုံပေါက်ပွဲတွေကိုတော့အများကြီးကြည့်ဖို့ချင်ပါလဲကြည့်ဖို့လိုက်မယ်ပေါ့နော်အဲ့ဒါမဲ့ကျွန်တော်တို့အနေနဲ့ကတော့ဘုံပေါက်ပွဲတွေ အများကြီးကြည့်ပြတယ်ဒီအသင်းကြီးနဲ့တွေ့တဲ့ပွဲတိုင်းကိုကြည့်ပြတယ်လို့ဘုံမောက်ပွဲသီးသန့်နေဥမာ Brighton လို့အသင်းနဲ့ကန်တာမျိုး Newcastle လို့နဲ့ကန်တာမျိုးဆိုရင်လေဒါကြည့်ပြတယ်ကြည့်ရတယ်ပေါ့နော်ဘုံမောက်ရဲ့ဒီ Anthony Iraola ရဲ့နေပြူဟာတွေစိတ်ဝင်စားမှုကောင်းတယ်ဘုံမောက်အသင်းမှာလူငယ်ကစားသမားအများစုပါဝင်ပြီးတော့အဲ့ကစားသမားတွေ profile တော့လည်းကျွန်တော်ဒီပွဲတွေကိုကြည့်ပြတယ်ကြည့်ဖို့ဆရာထက်သန်တယ်လို့ကျွန်တော်တင်ယုံညွန်းနဲ့ရလဲကြည့်ကိုကြည့်ရမယ်ပုံစံဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ Milos Gagas ကတကယ်တော့ Tyson ကို explosive nest တခုရယ်နဲ့ light ပါရုံနဲ့မဟုတ်ဘဲနဲ့ခန်းစစ်ကစားပုံကောင်းတယ် tenacious ဖြစ်တယ် fighter စိတ်သက်ရှိတယ်ဆိုတော့ကျွန်တော်တို့နောက်ွယ်မှာလဲလျောင်းနေတဲ့အချက်လေးတွေအဲမြင်ရတယ်ပေါ့နော်ပြောမှဆိုရင်ခန်းစစ်မှာဒီဒီလက်ရှိ setup အရဆိုလီဗာပူးဟာ ဒီသူတို့ရဲ့ညာနောက်ခံအစားအသောက်မှာဖြစ်တဲ့ frame power ကတိုက်စစ်ကိုအလွန်ကြိုလိုက်ပါမယ်ပုံစံမှာတေချာပေါက်ရှိနေတယ်။ဒီ frame power က right wing ကတယောက်လို့တောင်းမှမှာကစားမှာဖြစ်တယ်။အဲ့လိုကစားခြင်းအပြင်ဘောမက်ဆာလာဟာဒီ right half space ပေါ့နော်။ဒီ bay ရဲ့ channel လေးကိုသူဝင်ကစားနိုင်မယ် central area တွေကိုပိုကစားနိုင်မယ်။အဲ့ဒီခါမှာဂိုးပေါက်နဲ့ပိုနီးရဖြစ်တဲ့အတွက်ဆာလာရဲ့အားသာချက်တွေကိုအဲဒီအားထုတ်မှု short ချပြီးတော့လုံနိုင်မယ်။အဲအများကြီးမပြေးရတော့ distance တွေရောကြလာမယ်။ sprint ဒီပြေးရတဲ့ပမာဏရောကြသွားမယ်အဲ့ဒီခါမှာဆာလာအနေနဲ့ပို့ပြီးတော့လမ်းဆန်းမယ်ပေါ့နော်အဲ့တော့သူ့အသက်အရွယ်နဲ့ရောသူလုံနေတဲ့အကြီးကအသားချက်တွေနဲ့ကွက်တီအန်ကိုက်ဖြစ်တယ်အဲ့တော့ frame ဘောင်ကအရှိမရှိနေမယ်အဲ့တော့ခန်းစစ်မှာကြတော့ van dyke ဒီကောနာဒီ van dyke ကများသောအားဖြင့် center area ထဲမှာရှိတာများတယ်ပေါ့နော် lcb ဆိုပေမဲ့သူက center center နေရာမှာရှိတာများတယ်ဒီကိုနာတရညာဘက်ကိုထွက်နေတာများတယ်။အလက်ဇန်ဒါအာနိုရှိတဲ့အချိန်မှာတော့အလက်ဇန်ဒါအာနိုကကွင်းလေဒီ RCM တွေလေးသုံးသုံးကွင်းလေ RCM တွေရှိတဲ့နေရာမှာအများစု နေလေးရှိပြီအဲ့ဒီကနေမှအလဲဝင်တာမျိုးတောင်မှပန်းထွက်တာမျိုးကိုအခြေအနေရပ်ပြုလုပ်လေးရှိတယ်အဲ့တော့လက်ရှိအခြေအနေမှာအဲ့ဒီနေရာမှာဒီ software line ရှိဖို့ပဲများတယ် warm sala ကဒီ central area တွေပိုရောက်လာမယ်ညာဘက်အချမ်းမှာတိုက်စစ်ဘက်ချမ်းမှာနေရာယူရမှာ frame bound ဖြစ်လာလိမ့်မယ်အဲ့တော့ frame bound စီကို van dyke လို့ graphic vector စီရပေါ်လုံးနေ feed လုပ်ပေးလိုက်မယ် frame bound သူ့ရဲ့အမြန်နှုံးနဲ့သူ့ဒီရာတွေကိုအသုံးပြုမယ်ပေါ့နော်အဲ့တော့ဘာဘူးရဲ့ right sided ပုံစံလေးကအဲ့လိုပုံစံမျိုးမှာရှိနေတယ်အဲ့တော့ left sided ကိုအဲ့တော့ လီဗာပူးရဲ့ခံစစ်ကကိုနာတီပြေးရကောင်းတဲ့ recovery run တွေရှိတယ်။ထို့အတူပဲ frame power ဟာအာနုထက်ဆိုင်အများကြီးမြန်ပြီးတော့ recovery run ပို့ပြီးတော့ပြေးနိုင်မဲ့ tenacious ဖြစ်တယ်။ထို့အတူပဲအခု bear down မှာတောက်လျှောက်ကျဆင်းလာတဲ့ခံစစ်စွမ်းဆောင်ရည်အဲ့ခံစစ်စွမ်းဆောင်ရည်ကို Gargash ကပြည့်ပေးနိုင်တယ်။ Gargash ကတကယ် elite defender တော့မဟုတ်ဘူး။သူကဘယ်လိုပြောမလဲ။တွက်ချက်မှုတွေနဲ့ခံစစ်ကိုအရင်ကြီးကောင်းအောင်ကစားနေတဲ့ margin type တော့မဟုတ်ဘူး။ဒါပေမဲ့သူ့မှာခံစစ်စွမ်းဆောင်ရည်ကောင်းနေတော့ရှိတယ်။အထူးသဖြင့်သူကမြန်တယ်ပြီးတော့တိုက်ရိုက်ခိုက်ကောင်းတယ်။အဲ့တော့ ူ့ရဲ့ recovery run တွေကဒီအသက်အရွယ်အကြောင်းဒီ speed ဘိုင်းကြာဆင်းလာတဲ့ van dyke အတွက်အများကြီးအကူအညီဖြစ်မယ်အခုက van dyke ကလည်းကြာ robertson ကလည်းကြာဆိုတော့ဒီပြန်ပြီးတော့ recovery run တွေကျွန်တော်တို့မမြင်ရဘူးမြင်ရသည့်တိုင်အောင်လိုအပ်ချက်တွေအများကြီးရှိတယ်အခုကမှ rocket catcher အဲ့ဒီ recovery run တွေကိုလုံနိုင်တယ်ပြီးတော့သူ့ရဲ့ average position အရာသူ့ရဲ့ဒီကျင်လေတဲ့ပုံစံအရာမှာသူဟာ free bound လို့မျိုးလုံးဝ wide မှာအမြဲတမ်းအပြည့်နေမဲ့ပုံစံမျိုးမဖြစ်နိုင်ဘူးသူ့အနေနဲ့ခံစစ်ကိုအများကြီးကူမဲ့ပြောမှဆိုရင် hybrid type ကိုသူ ကောက်ကက်ရှ်ကပူပြီးတော့ရောက်လာနိုင်တယ်ကာကက်ရှ်ရဲ့ကစားဟန်က hybrid lcb ပုံစံထဲမှာရှိနေပြီးတော့လိုအပ်တဲ့အတိုက်စစ်ကို explosive နဲ့အပြည့်နဲ့တက်သွားပြီးတော့ကူညီပေးနိုင်တဲ့ပုံစံမှာရှိနေတယ်အဲ့တော့ဒီသူ့ရဲ့ခံစစ်ဆွမ်းဆောင်ရည်က frame ပေါက်တဲ့ပုံပြီးစိတ်ဝင်စားဖို့ကောင်းတယ် liverpool လိုအပ်နေတဲ့ပုံစံပေါ့နော်အထူးသဖြင့်ဒီ joe gomez တို့ကိုတုံးတာမျိုးသူမဟုတ်ဒီ lcb စံနဲ့စားသမားပေါ့နော်အခုမှ is အတင်းသူတို့စိတ်ဝင်စားခဲ့တဲ့ joe hart တို့ကိုတုံးတာမျိုးတက်ဆိုင်အဲ့လိုမျိုးခုန ဒီ LCB ဆန်နဲ့စားသမားတွေစွမ်းဆောင်ရေ20%လောက်ရှိတယ် LB ဆန်နဲ့ percent ကတော့80%လောက်ရှိတယ်အဲ့လိုကစားသမားမျိုးကိုဒီနေရာမှာတုံးကြည့်ဖို့စဉ်းစားနေရလို့ကျွန်တော်ကတော့လက်ရှိ Underslot ရဲ့အခင်းချင်းအရာဒီ Liverpool ရွေးရှာနေတဲ့ပုံစံအရာကျွန်တော်ကတော့အဲ့လိုမြင်မိတယ်အဲ့တော့ဒါတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲခုနဒီ3နှစ်ကခင်းချင်းပြီးတော့ ဒီ type setup တွေကစားတဲ့အသင်းတွေ position based အသင်းတွေရဲ့အထဲမှာတွင်ကိုအနည်းငယ်လေးကွဲပြားနေပြီးတော့ Liverpool ကပို့ပြီးတော့ ultra attacking ဖြစ်မဲ့ပုံစံမှာရှိနေတယ်။အဲ့ဒီ ultra attacking ရဲ့ဖြစ်လာမဲ့ defensive ဒီယူပေါက်တွေရှိအားနေချက်တွေရှိအဲ့ defensive ယူပေါက်တွေအားနေချက်တွေကိုတော့သူတို့ရဲ့လှုပ်အားနှုံးနဲ့ပြန်လည်ပြီးတော့ကာကွယ်မယ်။ position နဲ့ကာကွယ်တာမဟုတ်ဘဲနဲ့ rest defense အနေထားကနေ Liverpool ကဒီ club ရဲ့အသင်း PP တကယ်ကို club ရဲ့လက်ထဲမှာနှစ်ပေါင်းများစွာဖြတ်သန်းလာတဲ့ rest defense ကကောင်းပြီသား။ ရက်စတဖန်ဆိုတာကတော့ဒီဘောလုံးကိုဆုံးရှုံးပြီးတဲ့အချိန်မှာဒီစောင့်ပြီးတော့ပြန်ပြီးတော့ခန်စစ်ခုခံတဲ့နေရာမှာသူတို့ယူထားတဲ့နေရာတွေပေါ့နော်အဲ့ဒီနေရာတွေကနေရာကြပြီးသားကြပြီးသားဖြစ်တယ်ဗန်ဒိုက်ဥဆောင်မှုနဲ့တူကောင်းမွန်တဲ့ shape ရှိတယ်အဲ့ shape ထဲမှာဒီကာဂက်ရှာပြန်ပြီးတော့ဝင်လာမှာဖြစ်တယ်ဝင်လာတဲ့အခါမှာလေတာမန်ဒီ3-5 setup တွေနဲ့မတူဘဲနဲ့ဒီ3-5ခန်စစ်3ယောက် base ဆိုတဲ့ပုံစံမျိုးမဟုတ်ပဲခန်စစ် base မှာတော့ဒီ van dyke ရှိမယ်ကိုနာတီရှိမယ်သူတို့ ਨੇ ဒီဘလန်မကန်လေးမှာ craftan back ရှိမယ်အဲ့ craftan back ရဲ့12ဘတ်အဖြစ် ဘီလုရှ်ကကက်ရှိမယ်ဆိုတဲ့ပုံစံအဲဒီ rest of hand ပုံစံအသစ်ကိုကျွန်တော်တို့မြင်ရနိုင်တယ်ဒါဟာ possession based ပုံစံအတွက်ဒီကာကက်ရှ်ကပုံမှန်အပြင်တော့ဒီခန်းစစ်ကစားသမားတွေက3 back ဒီ bidding from the back မှာသူတို့ခန်းစစ်ကစားသမားဝင်ပိုင်းလဲပိုင်းဒါပေမဲ့ liverpool ရဲ့ face မှာတော့အဲ့လိုမပါဘဲနဲ့ graffan back ကအဲ့ဒီ face ကနေစပါဖို့ရှိတယ်အဲ့ဒီ3 back face ကနေမှာ graffan back ကရှေ့တက်လာမယ်ပေါ့နော်အဲ့တော့ခါကက်ရှာလည်း3 back face ထဲမှာပါနိုင်ချင်နေတယ်သူကရှေ့မှာပဲရှိနေဖို့ များတယ်ပြီးတော့လိုအပ်ရင်လိုအပ်သလိုတိုက်စစ်ကိုသူကူညီမှာဖြစ်တယ်သူရဲ့လက်ရှိတိုက်စစ်ကူညီနိုင်စွမ်းကအရန်ကောင်းတဲ့ level မှာရှိတယ်သူကလိုအပ်ရင်လိုအပ်သလိုဂိုးတွေသွင်းနိုင်သလို penalty area တွေဝင်နေနှုံးရလေဒါစိတ်ဝင်စားစရာမှာရှိတယ်တူးချင်းဖြစ်ကြော်မှုလည်းမစိုးဘူးလုံလောက်တဲ့ပောက်ကွဲအားနဲ့ဒီဝုံတိုင်းဆိုပြီးတော့ဝင်နိုင်စွမ်းပိုင်ဆိုင်ထားတယ်ပြီးတော့ unpredictable တွေသူ့ကိုမှန်းဆလာခက်တယ်သူဘာလုပ်မလဲဆိုတော့မှန်းဆလာခက်တယ်လူဝင်ကစားသမားပြီးပြီးရဲရဲရင်ရှိတယ်ပြီးတော့သူ့စီမှာစိတ်ဝင်စားဖို့ကောင်းတာသူ့ရဲ့ cross တွေ အော်သူရဲ့ cross တွေကျွန်တော်မျက်လုံးထဲမှာထွက်တဲ့ cross တွေအများကြီးရှိတယ်ပေါ့နော်အဲ Tottenham Hotspur နဲ့ပွဲမှာသူလှမ်းပြီးတော့ခုတ်တင် ပြလိုက်တာအသွင်းတွေကစားမှတော့ကျွန်တော်မှတ်မမိတော့ဒါပေမဲ့အဲ့တင်ပြလိုက်တဲ့ cross ရဲ့ quality ကဒီရာဒီမှာမြင်ခဲ့ရတဲ့ cross တွေအကောင်းဆုံးနဲ့တစ်ခုဖြစ်တယ် best cross တွေကတစ်ခုလို့ကျွန်တော်သတ်မှတ်ချင်တယ်ပြီးတော့အဲဒီနောက်ထပ်မှတ်မိနေတာဆိုရင်ဒါ goal of the season မှာပါတဲ့ goal တစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကဒီ Brooks ပိတ်သွင်းသွားတဲ့ goal non stop ီ volley ပုံစံနဲ့ပိတ်သွားတာပေါ့အဲ့ကိုမှလည်းဒါ Milosh ကတက်စတင်ပြလိုက်တာတော်လေးကိုကောင်းတယ်ပေါ့နော်အဲ့တော့အဲ့ cross ပုံစံနှစ်ခုကမတူဘူးဒါအပြင်သူ low cross တွေထွက်တယ်အထူးသဖြင့်ဒီ Manchester City ကိုဘုံပေါက်ဒါတိုက်တဲ့ပွဲပေါ့နော်ဘုံပေါက် Manchester City ကိုအရှက်ခွဲခဲ့တဲ့ပွဲ Guardiola အရှက်ခွဲခဲ့တဲ့ပွဲမှာ Milosh ကတက်စတင်ရတယ်ကျွန်တော်တို့ဖန်တီးမှုတွေအများကြီးမြင်ရတယ်အဲ့ဖန်တီးမှုတွေရတချို့ဟာ assist တွေဖြစ်ခဲ့တယ်ကျွန်တော်မှတ်မမှားဆို assist နှစ်ချိန်ရှိခဲ့တယ်အဲ့ assist နှစ်ချိန်က low cross တွေဖြစ်ပြီးတော့တကယ်ကိုအနေရများတဲ့စုံတွေဝင်လာတယ်ဒါအပြင်သူကအဲ့ပွဲမှာဆိုရင် စီမံညိုကအထဲထဲကိုပြပြဝင်သွားတယ်အဲ့ချိန်မှာ तू ကဘယ်တော့မကြောချောက်လုံးစီမိုးထားပြီးတော့ overlapping runs နဲ့ तू အထဲကိုဒါ atobe cross တွေ low cross တွေတောက်လျှောက်ဝင်လာအဲ့ရနေကိုးတွေတောက်လျှောက်ရတယ်ပေါ့နော်အဲ့တော့သူ့ရဲ့ type ကအဲ့လိုပုံစံမျိုးအဲ့တော့ hybrid ပုံစံမျိုးအသုံးချဖို့ရှိတယ် frame bound ကအဲ့လိုမျိုး tactical discipline အဲ့လို tactical intelligence မရှိဘူး carcash မှာကအဲ့ဒီပုံစံလေးရှိပြီးတော့သူကခန်းစစ်ပိုကောင်းတဲ့ခန်းစစ်ပိုတင်တဲ့ပုံစံကိုကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့နော်အဲ့ဒီခါမှာ carcash က အဲတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဒီ Arne Slot ရဲ့အသင်းကအရွေ့နေဖြစ်လာတယ် Jigsaw လေးဖြစ်လာတယ်သူ့ရဲ့ဒီကစားသမားဘဝဖြတ်တန်းမှုပြီးတော့ဒီလက်ရှိမှာအခက်အခဲတွေအများကြီးရှိတယ်သူနီးပြားကစားသမားဘဝကဒီရောက်တာနဲ့ထွန်းပေါက်ရောက်တာနဲ့ထွန်းပေါက်လို့အဲ့လိုမဟုတ်ဘူးသူ့ရဲ့ Hungary မှာရောဒီလက်ရှိဒီ Netherlands မှာဖြတ်တန်းခဲ့ခြင်းကရောပြီးတော့အခုဘုံပေါက်မှာရောသူ့မှာအခက်အခဲလေးရှိတယ်အဲ့အခက်အခဲလေးကိုကျော်လွှားနိုင်တယ် Fighter စိတ်ဓာတ်မျိုးရှိတယ် ပြီးတော့ကန်စစ်ကစားတဲ့အချိန်မှာတော်တော်လေးအာယုံစုဆိုင်မှုကောင်းတယ်ပေါ့နော်အော်ဒီအာယုံစုဆိုင်မှုကောင်းခြင်းကဒီ Andy Robertson တို့ရဲ့ဒီ prototype မျိုးနဲ့တွားပြီးတော့ဆင်းတယ်ဒါကြောင့်မလို့ Milos Gagash ကဒီ Liverpool ခေါ်ဖို့စိတ်ဝင်စားနေတဲ့ဒီထိတ်ဆုံးပြတ်မှတ်ဖြစ်နေပြီးတော့တော်တော်လေးလက်စိတ်ဝင်စားဖို့ကောင်းတယ်မူလကတော့ကျွန်တော်အနေနဲ့ဘာဖြစ်လို့ဒီလို ultra attacking ဖြစ်တဲ့ fullback တစုံကိုလိုအပ်တာလဲဆိုကျွန်တော်စဉ်းစားမှုတယ်ဒီအကြောင်းကျွန်တော်ပြောလဲပြောမှုတယ်ပြောလဲပြောမှုတွေအတွက်ကျွန်တော်အတွေ့အကြုံအများနဲ့ရှိနေပြီးတော့ကျွန်တော်အဖြေရှာနေရဖြစ်တယ်ဗောနော်အခုအဲ့အဖြေတွေကစိတ်တည်သေးတာကိုကျွန်တော်မြင်တွေ့လာရတယ်အဲဆိုလိုချင်တာကနှစ်ယောက်စလုံးကဒီ white hide and white အလွန်အကျွံလိုက်နေရမျိုးမဟုတ်ဘဲနဲ့လက်ရှိကျွန်တော်တို့ PSG အသင်းမှာမြင်တွေ့နေရတဲ့ပုံစံဖြစ်တဲ့ hike me နဲ့ဒီဘက်မှာ nuno mandesh nuno mandesh ကခန်းစစ်ကစားတာအင်မတန်ကောင်းတယ်အဲ့ပုံစံအဲ့ prototype မျိုးကို milos gagash နဲ့ထုတ်လုပ်နိုင်တဲ့အခြေအနေမှာရှိရလို့ကျွန်တော်ကတော့ယူဆတယ်သူ့ရဲ့ ability အများစုပါအဲနူနိုမန်ဒက်စ်လုံနေတဲ့ပုံစံမျိုးနဲ့တွားပြီးတော့ကြိုက်နေတယ်ပေါ့နော်ဟာဂီမီလိုမျိုးကြတော့ frame bound ကသူ့ရဲ့ဟာဂီမီရဲ့ dribbling နဲ့အတူဟာဂီမီရဲ့အမြန်နှုန်းနဲ့အတူ frame bound ကအဲ့လိုပုံစံမျိုးရှိတယ်အဲ့တော့အဲ့ဒီဘက်ကိုတွားနေရလို့ကျွန်တော်နည်းယူဆမိပြီးတော့ဒါဟာကျွန်တော်မူလကတန်တရားရှိခဲ့တဲ့အရန် attacking မဖြစ်ဘူးလွန်ဘူးလား ultra attacking မဖြစ်လွန်ဘူးလားဆိုတော့မေကွန်အတွက်အပြည့်တစ်ခုဖြစ်လာတယ်ကျွန်တော်ကတော့အဲ့ဒီအကြောင်းအရာကိုစိတ်ဝင်စားပြီးတော့ကျွန်တော်လေ့လာကြည့် တဲ့ဒီလိုက်ကြည့်ကြည့်တဲ့အခါမှာတော့ဒီလိုအဖြစ်ထွက်လာပါတယ်ဒါကြောင့်မလို့ဒီ full back တဆုံအကြောင်းကိုတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်လက်ရှိအပြောင်းအရွှေ့တွေဆက်ပြီးတော့လုတ်တဲ့အပေါ်မှာမူတည်ပြီးတော့ဒါအပြင်မီလိုရှ်ကာကက်ရဲ့ဒီဘဝနဲ့နောက်ထပ်အမြင်လာနိုင်တာဒီလိုကျွန်တော်အနေနဲ့ဒါအခုကျွန်တော်တို့ဆိုဒီစီတူအော်ပနီယူကမဟုတ်ရင်တော့မနော်ဆော့ကာဟောက်စ်ကဖြစ်စီစာရေးပြီးတော့ဖြစ်စီဆက်ပြီးတော့တင်ပေးသွားဖို့တော့ရှိပါတယ်လက်ရှိမှာတော့ကျွန်တော်ဒီ full back ဆိုင်ရာအမြင်လေးနဲ့လီဗာပူးအကြောင်းကိုတင်ပြခြင်းဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ပရိသတ်တင်အနေနဲ့ဒီဖူဘတ်နဲ့ပတ်သက်တဲ့လီဗာပူးနဲ့ပတ်သက်တဲ့အမြင်လေးရှိရင်ကိုမမအမှန်ပြောသွားခဲ့ဖို့ဖိတ်ခေါ်ပါတယ်